ားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်16ရက်10လ2025မှာ22ရက်10လ2025အထိပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေရဲ့တပတ်စာဒီချိန်မှာတနင်္ဂနွေသားသမီးတွေရဲ့ယဉ်ထဲမှာဘဝနောင်ရေးအတွက်အဆင်ပြေဖို့တသက်လုံးအတွက်ကြီးပွားချမ်းသာအောင်မြင်ဖို့အလုပ်တွေစတင်လုပ်ကင်ဖို့ကိုအခုယဉ်ထဲမှာစဉ်းစားတွေးတောနေပါတယ် ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်ဖို့ကိုကြိုးစားသမျှအရာခတ်သိမ်းအောင်မြင်ဖို့အကြောင်းအရာတွေကိုအဲ့တော့အလုံးလုံးဖို့အကြောင်းအရာကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်ပတ်စံစူဆောင်းမယ်သူများအနေခံဘဝနဲ့လွတ်မြောက်အောင်လုပ်ကြိုးစားမယ်ဟဲ့ဆိုတဲ့အတွေးတွေရင်ထဲမှာဖြစ်ပေါ်နေပါတယ်မျောလေတောင်းတရည်ရွယ်ချက်ကတော့ချို့ချံမယ်ချွေတာမယ်စူဆောင်းမယ်ဆိုတဲ့ပုံစံမျိုးဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတသလိုအထီးကျန်ပါကိုလည်းကြောက်သိနေတယ် အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ယင်ထဲမှာဘလောက်ပဲကြောက်เสียဖြစ်နေပါစေအဲ့တော့ကြာကြာနာနာ तू ကလက်ခံပြီးတော့ကိုကိုကိုအောင်မြင်အောင်ကြိုးစားမယ်ဆိုတဲ့မျှော်လင့်ချက်ရှိနေပါတယ်လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့ရက်တည်နိုင်ဖို့လဲမျှော်လင့်တောင်းတာနေပါတယ်မမျှော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲဒေါသထွက်เสียကြုံနေရန်တွေ့ခြင်းနဲ့ပြဿနာရှာခြင်းနဲ့ယင်ထဲမှာအခဲမကြေပဲအဲ့တော့မမျိုးသိမ့်နိုင်လောက်အောင်ပဲမချုပ်တီးနိုင်လောက်အောင်ပဲဒေါသထွက်เสียရတယ် ဖြစ်ပေါ်တတ်တယ်ဗျအဲ့တော့အကျိုးမရှိတဲ့ဘဲနဲ့စိတ်မတူပါနဲ့ဒေါသမထွက်ပါနဲ့ယံမတွေ့ပါနဲ့လို့အကြံပေးကြပါတယ်သူ့ကိုဒေါသထွက်လို့ယံတွေ့မယ်ပြဿနာရှာမယ်အဲ့တော့အော်ကြီးဟစ်ချက်ပြောမယ်ကို့အတွက်စီးပွားဖြစ်မလားစီးပွားဖြစ်မယ်ဆိုလုပ်ပါစီးပွားမဖြစ်မဲ့အလုပ်မျိုးဘယ်တော့မှမတွေ့ပါနဲ့မလုပ်ပါနဲ့လို့အကြံပေးကြပါတယ်စိတ်ညစ်ဆရာပူပင်တော့ကအနေနဲ့ကတော့အလုပ်လုပ်ဖို့အတွက်ငွေကြေးအတွက်ကို့မှာစိတ်ညစ်နေရတတ်တယ်အဲ့တော့အဲ့ဒီအလုပ်လုပ်ရင်အောင်မြင်မှ ဖြစ်မယ်မအောင်မြင်လို့ရှိရင်ကိုစုဆောင်ထားသမျှတွေအကုန်လုံးအလားတက်ဖြစ်မယ်အဲ့ဒီအတွက်ကြောင့်ငါအောင်မြင်အောင်လုပ်မှဖြစ်မယ်ဆိုတဲ့အတွေးတွေကြောင့်စိတ်ညစ်နေရတတ်တယ်လုပ်ငန်းကိန်းကမှားမအောင်တွေးပြီးကြောက်တာပေါ့နော်အဲ့တော့ငယ်ရွယ်တဲ့တနင်္ဂနွေသားသမီးတွေကန်စာတာမှာစိတ်လေစိတ်လွင်နေဂျုံတွေးနေရတတ်တယ်လုံးသမျှအမှားတွေပဲရင်ဆိုင်ရတတ်တယ်ဂျုံတွေးရတတ်တယ်အဲ့တော့အခြေရေးနဲ့ပတ်သက်လို့ရှင်လဲစိတ်ညစ်စရာတွေမသေးကြမရေရာတွေလာတတ်တယ်ဘဝနောင်ရေးအတွက်ဒီချိန်မှာမသေးကြမရေရာတွေဖြစ်တတ်တယ် အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့ဘဝနောင်ရေးအတွက်ကြီးပွားချမ်းသာဖို့အလုပ်တွေလုပ်ဖို့အတွက် ကိုယ့်ရဲ့အိမ်တော်ဘက်ကိုအားမလို့အားမရဖြစ်တာမကျင်တတ်တာသူ့ရဲ့စူးစမ်းမှုတွေကိုကိုယ်မှစိတ်တိုင်းမကြတာအဲ့လိုဟာမျိုးဖြစ်နေရတတ်တယ်အဲ့တော့တူဦးနဲ့တူကစိတ်သဘောထားရင် နောက်ပြီးတော့အကြံဉာဏ်ကြီးအတွေးခေါ်ခြင်းမတူညီတဲ့အတွက်ကြောင့်စိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်ဒါကအိမ်တော်ရေးနဲ့ပတ်သက်ပြီးပေါ့နော် ဒီဝသနာပါလို့ဒီလိုကျင်တဲ့မိတ်ဆွေတွေရဖို့ကတော့ကိုယ်အိမ်အနီးနားကိုအတောင်ပံပါတော့တရဝါတွေနားနေနားတာရှိတော့လာလေလာတာရှိတော့အတောင်ပံတရဝါတွေရဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတွေအကျိုးပေးသောကဏ္ဍသုံးတွေရတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတဲ့ရာအနေနဲ့ကတော့ခရီးသွားမဲ့သူကိုခီးစေးရိတ်လှူခြင်းအားဖြင့်အညံ့နေအလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာဟောပြောမှုကိုဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ကျော်စိန်ဖန်ပါ ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380 398ပဲဖြစ်ပါသေးတယ်ဗျာကဲအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေတနင်္လာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္လာသားသမီးတွေရင်ထဲမှာကိုယ့်ရဲ့ရင်သွေးနဲ့ပတ်သက်ပြီးငယ်ရွယ်တဲ့သူတွေနဲ့ပတ်သက်ပြီးအောင်မြင်အောင်လုပ်ဖို့အဲ့တော့သူတို့ဝါသနာပါရာကိုကြာကြာနာနာသူတို့ဝါသနာပါရာကိုကြာကြာနာနာအခုမှအကောင့်တွေပေါ်ပေးဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာစဉ်းစားတွေးတောနေပါတယ် ဲ့တော့အိမ်နဲ့ပတ်သက်ပြီးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအပီးတက်ဖို့ကောင်းကောင်းမွန်မွန်ဖြစ်ဖို့အောင်လုပ်ဖို့ကိုလည်းအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကတော့အဝေးတနေရာနိုင်ငံရဲ့ခြားနယ်ပတ်သက်ပြီးဆက်သွယ်ကောင်းသတင်းကောင်းရရှိဖို့သွားရည်လာရေးအဆင်ပြေလွယ်ကူဖို့အဲ့လိုမျိုးမျောလဲတောင်းတတဲ့အပြင်လောကလည်းမှာပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းကျင်တဲ့စိတ်ညစ်စရာပူပင်တော့ကဘာမှမကြုံရဘဲနဲ့လောကမှာအေးအေးရှမ်းရှမ်းပျော်ပျော်ရွှင်ရွှင်နဲ့အသက်တောင်တက်တာလေးဘဝမှာ လွတ်လွတ်လပ်လပ်ဖြတ်တန်းကျင်တယ်အဲ့ဒီအလိုမျိုးမျောလင်တောင်းတနေပါတယ်မမျောလင်မဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ရှင်တော့ကိုရစရာရှိတဲ့ငွေကြေးအဲ့တော့ကိုရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးနှစ်ခါစူးစားတာနှစ်ခါသွားတာနှစ်ခါပြောရတာမျိုးကြုံတွေ့ရလိမ့်မယ်စီးစရာရင်ထားနဲ့ပတ်သက်ပြီးလည်းဒီချိန်မှာကံနေပိုကောင်းတဲ့ကောင်းတာတွေကြုံတွေ့လာပါလိမ့်မယ်စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ငယ်စဉ်တောင်ကြီးခလေးဘွားကတန်ရုံးစဉ်ဖြစ်ရတဲ့သူတွေကြောင့်စိတ်ညစ်ရတယ်ကို့မှာပေးခြင်းကမ်းခြင်းကျွေးခြင်းမွေးခြင်း ဲ့တော့လှူဒန်းကျင်တဲ့အတွက်ကြောင့်လည်းစိတ်ငြိမ်ရတတ်တယ်။ငါတယောက်တည်းကောင်းစားနေလို့အဆင်ပြေနေလို့တော့မဖြစ်ဘူး။သူတို့ကိုလည်းငါထက်ပတ်တလန်းကကူညီမယ်ပံ့ပိုးမယ်။ဖြစ်နိုင်သမျှတတ်နိုင်သမျှကိုယ့်ဘက်ကမဖြစ်ဖြစ်အောင်လှုပ်ပေးခြင်းနဲ့ဆန္ဒလေးတွေကြောင့်စိတ်ငြိမ်ရတာမျိုးဖြစ်ပေါ်နေရတတ်တယ်။ကိုယ့်ရဲ့စေတနာကိုတည်တည်ဖြစ်စေမတည်တည်ဖြစ်စေကိုယ့်ရဲ့ယင်ထဲမှာတော့စိတ်ကောင်းနှလုံးကောင်းအပြည့်ထားတယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်ရတာမျိုးဖြစ်တတ်တယ်အဲ့တော့ထားစရာရှိတာစိတ်ကောင်းနှလုံးကောင်းဆက်ထားပါစိတ်မညစ်ပါနဲ့ ငယ်ရွယ်တဲ့တင်းလာသားသမီးတွေကန်ဆာတာမှာဆိုလို့ရှင်တော့ကိုယ့်ကိုဘလောက်ပဲအောင်မြင်အောင်လမ်းစာတွေတွန်းပေးတွန်းပေးတိုက်တွန်းပေးပေးပြောပေးပေးကို့မှာတော့နားမဝင်ဘူးဖြစ်နေတတ်တယ်အဲ့တော့ကိုလိုက်တဲ့လမ်းလေးလွဲနေတယ်လို့ပြထားပါတယ်အောင်မြင်မှုနဲ့ပတ်သက်လို့ဆိုရင်ဒီချိန်မှာကြီးတဲ့လူတွေရဲ့ဇကားကိုကိုယ်စေတနာနဲ့ပြောတဲ့လူတွေရဲ့ဇကားကိုစိုးစိုးမှတဲ့ဇကားကိုနာခံပြီးတော့ကြက်ကြက်နနစဉ်းစားပြီးလုပ်မယ်ဆိုလို့ရှင်တော့ ောင်မြင်မှုရပါလိမ့်မယ်ဗျ။အခြေအနေနဲ့ပတ်သက်လို့ကတော့ဒီကာလအတွင်းမှာနီလီယံနဲ့ဝေးဆိုတဲ့ပုံစံမျိုးအဆင်မပြေမှုလေးတွေဖြစ်ပေါ်တတ်တယ်။စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ဩ sorry အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကိုလေးစားအားကြရတော့ဆရာသမားတဦးတယောက်ရဲ့ကူညီမဆမှုကြောင့်အိမ်အောင်ရေးလက်အဆင်ပြေမယ်။နောက်တစ်ခုကကံကောင်းတာတွေလည်းကြုံတွေ့ရပါလိမ့်မယ်။အဲ့တော့ တငယ်ချင်းလည်းဟုတ်ဆရာသမားလည်းဟုတ်အဲ့လိုပုံကူမျိုးတွေရဲ့အကူညီမဆမှုကြောင့်အိမ်အောင်ကြီးရောစီးပွားကြီးရောကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့အဆက်ဆက်ရာအဆင်ပြေမှုတွေကြုံတွေ့သွားပါလိမ့်မယ်။သူလိန်သားညာတာကိုသိတယ်အဲ့ဒီအတွက်ကြောင့်မပြောတော့ဘူးမျိုးသိတော့မယ်ဆိုတဲ့အတွက်ကြောင့်လည်းစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်တယ်။ဓိဝသနာပါလို့ဓိလို့ကျင်တဲ့မိတ်ဆွေများကိုကတော့ကိုယ်မှလှုပ်ဝက်စရာဖုံးကွယ်စရာအကြောင်းအရာတွေကို အတိတ်နမိတ်ကောက်ကြည့်လိုက်ပါ။ဘယ်သူမှမသိစေချင်တဲ့အကြောင်းအရာတွေကိုအတိတ်နမိတ်ကောက်ပြီးတော့ ထီကနန်းအဖြစ်အသုံးပြုမယ်ဆိုလို့ရှိရင်မိတ်ဆွေအတွက်ထီကန်ကောင်းလာပါလိမ့်မယ်။ကဲညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရအနေနဲ့ကတော့အဝေးတနေရာကိုသွားမဲ့သူကိုပဲခရီးစရိတ်လူတန်းချင်းအားဖြင့်ကို့အတွက်ကန်စတာကောင်းသွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာဟောပြောမှုကိုဒီမှာပဲညီကုန်းချုပ်ပြရစီအခုဟောပြောမှုကတော့16ရက်10လ2025မှာ22ရက်10လ2025ဒီပဲတနင်္လာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေ အင်္ဂါသားသမီးမိတ်ဆွေပြန်အားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်16ရက်10လ2025မှာ22ရက်10လ2025ဒီပဲဖြစ်ပါတယ်အင်္ဂါသားသမီးတွေရဲ့ယင်ထဲမှာဒေါသအရန်ထွက်တဲ့ငကားမန်းတိအောင်အမောက်ထောင်ပြခြင်းနဲ့ငါးချောင်းတိမယ်ဟဲ့ဆိုတဲ့ယင်ထဲမှာဒေါသထွက်စရာတွေဘလောင်စူစရာတွေဝမ်းနေတာတွေအကုန်လုံးတပြိုင်တည်းထဲစုပြုတ်ခံစားရတဲ့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေတယ် မျော်လင့်တောင်းတရည်ရွယ်ချက်ကတော့ကိုသိကျင်သောကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ထောက်လန်းမယ်ဆိုတဲ့အတွေးတွေအင်မတန်ကိုယ့်ရဲ့ယဉ်ထဲမှာစူးစမ်းလေ့လာခြင်းနဲ့ပုံစံတွေရှိနေပါတယ်မျော်လင့်တောင်းတနေပါတယ်အဲ့တော့ငယ်ရွယ်တဲ့သူတွေအတွက်ကြကြနာနာအောင်မြင်ဖို့သူတို့အရွယ်ရောက်ဖို့သူတို့ဘေးအန္တရာယ်ကင်းဖို့ကိုလည်းဒါမျော်လင့်တောင်းတနေပါတယ်မမျော်လင့်မဲ့ဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှင်တော့ကိုယ်မှာရှိတဲ့ငွေကြေးလေးကိုအသုံးချဖို့အောင်မြင်အောင်လုပ်ဖို့စီးပွားတစ်ခုခုဖန်တီးဖို့အတွက်ကိုပဲ ဘယ်ကနေဘယ်လို့လုပ်ပြီးဘလို့ကြီးပွားအောင်လုပ်ရင်ကောင်းမလဲဆိုပြီးတော့ကိုယ်မှာစိတ်ညစ်နေရတတ်တယ်။အဲ့တော့အဆုံးရှုံးလို့လည်းမဖြစ်ဘူး။မှားယွင်းလို့လည်းမဖြစ်ဘူးဆိုတဲ့အတွေးတွေဒါကိုယ့်ရဲ့ရင်ထဲမှာဆုံးဖြတ်ရတာမျိုးဖြစ်ပေါ်တာမျိုးကြုံတွေ့နိုင်တယ်။အဲ့တော့စိတ်ညစ်စရာအနေနဲ့ကတော့ကိုယ့်ကိုဘယ်ချိန်ဒုက္ခပေးမလဲဆိုတဲ့အတွေးအတွေးတွေကြောင့်ကိုယ်မှာစိတ်ညစ်ပူပင်သောကတွေများနေတတ်တယ်။အဲ့တော့အရင်တော့ကကိုယ်ဒုက္ခပေးတဲ့လူကနောက်တစ်ကြိမ်ထပ်ပြီးတော့ဒုက္ခပေးခြင်းကိုပဲတွေးပြီးစိတ်ညစ်နေရတတ်ပါတယ်။ အဲ့တော့ငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေကန်စာတာမှာနေရာထိုင်ခင်းကိုအကြောင်းပြုပြီးစိတ်တမ်းမကျစရာတွေကြုံမယ်။ငွေကြေးကတော့ထိုက်တင်သလောက်အောင်မြင်မှုရမယ်။အရန်ကြီးတော့ကောင်းတဲ့အဲမှာတော့မရှိဘူး။အဲ့တော့ဒီချိန်မှာအခြေရေးနဲ့ပတ်သက်လို့ရှင်လဲကိုစိတ်တမ်းမကျတဲ့သူတွေနဲ့အကြောင်းဆက်ရတာမျိုးကြုံတွေ့နိုင်တယ်။အိမ်အောင်ရှင် အင်္ဂါသားမိများဖို့ကတော့အိမ်ောင်ကြီးလဲตายရမယ်ငွေကြီးလဲပြည့်စုံမယ်အဆတ်ဆာရအားလုံးအဆင်ပြေပါလိမ့်မယ်ကံကောင်းတာတဲ့ပို့ပြီးတော့ဘဝမှာအောင်မြင်မှုတွေကံကောင်းခြင်းတွေကောင်းသောပြောင်းလဲခြင်းတိုးတက်ခြင်းတွေကြုံပါလိမ့်မယ်ဓိဝတနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ကိုကိုကိုအယံဂယူးဆိုင်တော့လူကြီးသူမဦးလေးအတော်ပေါ့စသည်အားဖြင့်အဲ့ဒါလို့လူမျိုးတွေအမည်နာမကိုအတိတ်ကောက်ခြင်းအားဖြင့်ကို့အတွက်အကျိုးပေးသောကဏ္ဍတစုံတရာဖြစ်သွားပါလိမ့်မယ် ညံနာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့တက်ကြီးရွယ်ဟူအဖွားဟူများကိုတည်သီး၃မျိုးလှူဒန်းစားစရာ၃မျိုးလှူဒန်းခြင်းအပြင်အညံ့တွေအားလုံးပြပြောက်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာပေတင်ကိုဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်ဗျကဲကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလူဝဆန္ဒပြည့်ဝပါစေရဲ့လို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာကဲအားလုံး အဆက်ဆက်ရအဆင်ပြေပါစေကျွန်တော်ရှီမာပေးတင်မိမယ်ဆိုလို့ရှိရင်တော့7နာရီရနဲ့7နာရီခွဲကိုဖုံးဆက်မယ်နာမည်စင်းပေးမယ်ညနေ3နာရီထိအောင်တူချင်းစီကိုပြန်လဲဟောကြားပေးလည်းရှိပါတယ်ဗျာဗုဒ္ဓဘူသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘူသားသမီးတွေအတွက်26ရက်10လ2025မှာ22ရက်10လ2025ဒီပဲဖြစ်ပါတယ်ဗုဒ္ဓဘူသားသမီးတွေရဲ့ယင်ထဲမှာယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ဂျုံတဲ့ကိစ္စ မျိုးသက်ရတဲ့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော့နေတယ်။စာရွက်စာတန်းစာချုပ်စာတန်းနဲ့ပတ်သက်ပြီးလဲစိတ်ညစ်စရာတွေဒီကာလအတွင်းမှာဖြစ်ပေါ်တတ်တယ်။မျောလင်တောင်းတရည်ရွယ်ချက်ကတော့တလောကလုံးအံဩသွားလောက်အောင်ကြိုးစားပြတင်တယ်ဝိဇာတွေသူတော်စင်တွေကုညီမဆလိုက်တယ်လို့မျိုးကုရဲ့ဘဝမှာထူးထူးခြားခြားပြောင်းလဲအောင်ကြိုးစားမယ်ဟဲ့ဆိုပြီးတော့မျောလင်တောင်းတနေပါတယ်အဲ့တော့ကုရဲ့ကံတရားကလည်းအင်မတန်ထူးဆန်းတယ်ဗျသူတော်စင်တွေဝိဇာတွေ ုညီတာမျိုးစောင့်ရှောက်တာမျိုးအဲ့တော့ကံကောင်းခြင်းတွေစုပြုံလာတတ်တယ်ဗျာစိတ်ကောင်းနှလုံးကောင်းရှိဖို့လိုတယ်ဖြူစင်ဖို့လိုပါတယ်ကဲမမျှော်လင့်မဲ့ဘယ်လိုဟာမှကြုံမလဲဆိုလို့ရှင်တော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးအောင်မြင်မှုတရဘူးဆောင်ရမယ်အဆက်စားအရာမှာပြိုင်ဘက်တွေနဲ့ပတ်သက်ပြီးကိုယ့်ဘက်ကအနိုင်ရလိမ့်မယ်ဒီကာလအတွင်းမှာတော့စိတ်ပင်မဲ့လူပင်မဲ့တော့များစွာကြုံတွေ့နိုင်တယ်လို့ပြထားပါတယ်ခရီးတွေနဲ့ပတ်သက်ပြီး စိတ်ပင်ပန်းလူပင်ပန်းဖြစ်စရာတွေစိတ်အနှောက်အယှက်ဖြစ်စရာတွေတော့ဒီကာလအတွင်းမှာကြုံတတ်တယ်အဲ့လိုဟာမျိုးတွေကြုံတတ်တယ်ဖြစ်တတ်တယ်စိတ်ညစ်စရာအနေနဲ့ကတော့မိတ်ဆွေပေါင်းသင်းရဲ့ကြားမှာဂုံငယ်မှာမျက်နှာငယ်မှာအဆဆရာညှိုးနှွမ်းမှာသူများကဲ့ရဲ့မှာအဲ့လိုဟာမျိုးတွေအတွက်ကြောင့်ပဲကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်တယ်ဘလို့နီးနဲ့မှာသူများကဲ့ရဲ့တာဂုံသိက္ခာကြဆင်းတာညှိုးနှွမ်းတာအဲ့လိုဟာမျိုးလုံးဝမရှိနိုင်ပါဘူးအပူတွေတွေးပြီးစိတ်ညစ်မနေပါနဲ့လို့အကြံပေးချင်ပါတယ် ငယ်ရွယ်တဲ့ဗုဒ္ဓဘုရားသမီးတို့ရဲ့ကန်စတာမှာဆိုလို့ရှင်တော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ဂျုံရတဲ့အပြင်ဆုံးဖြတ်ချက်မားတဲ့ဆိုတဲ့အတွက်ကြောင့်ငွေကြီးတွေဆုံးရှုံးတတ်တယ်ဂုံတတ်တယ်ဗျာအဲ့တော့ငွေကြီးတွေနဲ့ပတ်သက်ပြီးဒီကာလအတွင်းမှာဆုံးဖြတ်ချက်မားလို့တဝက်ကျော်ကျော်ဂုံတဲ့အဖြစ်မျိုးဂျုံတွေးနိုင်တယ်မျော်လင့်ချက်တွေရင်းရင်တိန်းဆောင်းတာမျိုးတွေလည်းဒီကာလအတွင်းမှာဖြစ်တတ်တယ်ရှစ်ချင်းမြတာနဲ့ပတ်သက်လို့ရှင်လည်းနောက်ဆက်ဂျုံတွေးနိုင်တယ်ဗျာအိန်းအောင်ရှင်ဗုဒ္ဓဘုရားသမီးများဖို့ကတော့ပို့ပြီးတော့ဂျင်နာချင်းပို့ပြီးတော့ ဘီးဥဆိုင်ချင်းအချစ်စစ်ချင်းမှမေတ္တာစီမေတ္တာမှငါ့အတွက်ကံကောင်းလှကြီးလားဆိုပြီးတော့အဲ့ဒါလိုကြည်နူးစရာကျင်တဲ့စရာလေးတွေအရင်ထက်ပိုပြီးတော့မျက်နှိုးကျင်တာတွေ့တာမှုတွေလာပါလိမ့်မယ်တဲ့ဗျာကိုယ့်ရဲ့အိမ်တော်ဘက်နဲ့အတူตายာသောနေရာလေးသွားလာပြီးတဲ့အချိန်ကနေစတင်ပြီးတော့ဘဝမှာအိမ်တော်ကြီးအဆင်ပြေမယ်စီးပွားရေးလည်းตายာမယ်သားသမီးတွေနဲ့ပတ်သက်ပြီးလို့ရှင်လဲကံကောင်းတာတွေကြားရပါလိမ့်မယ် ဒီဝသနာပါလို့ဒီတို့ကျင်တဲ့မိတ်ဆွေများဖို့ကတော့ထိုင်ကုန်လေးရဲ့အနီးနားမှာရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံနာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့အဲ့ရာအနီးနားကိုတန်ရှင်းရေးလုပ်ခြင်းအားဖြင့်အညံ့နေအလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဘုရားသမီးများတို့တပတ်စာဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380398ပဲဖြစ်ပါတယ်ဗျအဲ့ဒီဖုန်းကိုဆက်မယ်နေ့လယ်7:00နာရီနဲ့7:00နာရီကျွန်းကိုဆက်မယ်နာမည်စင်ပေးမယ်အဲ့ဒါဆိုရင် ညနေ3:00နာရီထိတူးချင်းစီကိုပြန်လည်ဟောကြားပေးပါတယ်ဗျာ။ကဲအားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေ။ကျွန်တော်ကျော်စင်ဟိန်ဖန်ပဲဖြစ်ပါတယ်။ကြာတာပြေးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါကြာတာပြေးသားသမီးတွေအတွက်16ရက်10လ2025မှာ25 22ရက်10လ2025ဒီပဲဖြစ်ပါတယ်ကြာတာပြေးသားသမီးတွေရဲ့ယင်ထဲမှာပြဿနာအခက်အခဲအဲ့ဒါလိုဟာမျိုးတွေနဲ့ပတ်သက်ပြီး ဆိုရင်ပူပန်မှုတွေကိုယင်ထဲမှာစဉ်းစားတွေးတောနေပြည်ယင်ထဲမှာတက်တက်ထင်းနဲ့နေရတာမပြောတာစိတ်မရှင်လန်းတာအဲလိုဟာမျိုးတွေအခုယင်ထဲမှာစဉ်းစားတွေးတောနေတယ်မျောလဲတောင်းတရည်ရွယ်ချက်ကတော့ကိုကိုကိုအောင်မြင်မှုကြီးကြီးမားမားအဲ့တော့ခေါင်းဆောင်ခေါင်းတယောက်ဖြစ်အောင်လုပ်ငန်းကြီးတွေကြာကြာနာနာထူထောင်နိုင်အောင်အဲ့တော့အောင်မြင်မှုရရှိအောင်အဲ့တလို့မျိုးဒါကိုရရင်ထဲမှာလှုပ်ဖို့ကိုင်ဖို့ကြိုးစားဖို့ကိုမျှော်လင့်တောင်းတနေပါတယ်ဗျာ။ မမျော်လင့်မဲနဲ့ကြာသာပေးသားသမီးတွေဘလို့ဟာမို့ကြုံမလဲချက်ချင်းမြတ်တာတွေနဲ့ပတ်သက်တဲ့ကိစ္စမလုံတင်တာကိုမလုံဘူးအချက်တစ်ခွဲကျူးနဲ့ဖြစ်မဲ့ကိစ္စတွေကိုငါရက်တန်းကရက်မယ်ငါ့ကိုငါချုပ်တီးနိုင်ရမယ်မျိုးသိမ့်နိုင်ရမယ်ဆိုတော့အတွေးတွေဆုံးဖြတ်ချက်တွေဒီကာလအတွင်းမှာချရတာမျိုးဆုံးဖြတ်တာမျိုးတွေဂျုံတွေ့နိုင်တယ်အဲ့တော့စိတ်ညစ်စရာအနေနဲ့ကတော့အเจ้าအမျိုးမျိုးကြောင့်ကွဲကွာခဲ့တဲ့သူတွေ အကြောင်းအမျိုးမျိုးကြောင့်အဆက်အသွယ်ပြတ်နေတဲ့လူတွေနဲ့အဆက်အသွယ်ပြန်ရဖို့အတွက်အဆက်အသွယ်ရရှိတော့လဲစိတ်ညစ်စရာအဆက်အသွယ်မရတော့လဲစိတ်ညစ်စရာအဲ့ဒါလို့ဟာမျိုးနှစ်မျိုးနှစ်စားကြောင်ကိုယ်မှာစိတ်ညစ်နေရတတ်တယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးလို့ရှင်လဲစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်တယ်။ရက်ဆိုင်သွားတဲ့လုပ်ငန်းတွေမအောင်မြင်တော့တဲ့အလုပ်တွေအတွက်ကြောင့်လဲကိုယ်မှာစိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့ဇာတာပိသားသမီးတွေကန်စားတာမှငွေကြေးကံကောင်းမယ်ချစ်ချင်းမေတ္တာကံကတော့ဒီကလအတွင်းမှာ ဘသူ့ကိုမှတိုင်ဟောစဉ်နှစ်နှစ်ခါခါတွေ့ထားတွေ့တာထားခြင်းဆိုတဲ့ဟာမျိုးမရှိဘူးကိုကိုကိုပဲအခင်ဆုံးကိုကိုကိုပဲအချစ်ဆုံးငါ့ကိုငါပဲအောင်မြင်အောင်လုပ်အုံးမယ်ဆိုတဲ့အတွေးတွေဝင်လာတတ်တဲ့ဆုံးဖြတ်ချက်တွေချတာမျိုးဖြစ်ပေါ်တတ်ပါတယ်အခြေရင်းနဲ့ပတ်သက်ပြီးရေရှည်အတွက်ကတော့ဒီကာလအတွင်းမှာတိတ်ပြီးမသေးကြမေးရစံတော်ဝါဖြစ်ဖြစ်တတ်တယ်ဗျာအိန်းအောင်ရှင်ကြာတာပြေးသာမီးတို့ရဲ့ကန်စတာမှာဆိုလို့ရှင်တော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးလည်းကံကောင်းမယ်အဲ့တော့ပေးတယ်လေကို့အပေါ် အိမ်တော်ဘက်အပေါ်ကျင်းသားလေးလေးကုရကံလေးကောင်းလေးလေးဆိုတဲ့ပုံစံမျိုးကြုံတွေ့ပါလိမ့်မယ်အဲ့တော့ပေးရကမ်းရတာမျိုးစောင့်ရှောက်ရတာမျိုးကူညီရတာမျိုးတွေလည်းဒီကာလအတွင်းမှာအိမ်တော်ဘက်ကိုအကြောင်းပြုပြီးဖြစ်ပေါ်တတ်ပါတယ်ကံကောင်းခြင်းဆိုတဲ့ဟာမျိုးပါပဲကဲဒီဝဒနာပါလို့ထီတို့ခြင်းနဲ့ကြာသာပေးသားသမီးများဖို့ကတော့ခွေးတွေနေတတ်သောအိတ်တတ်သောနေရာအနီးနားမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ် ညံနာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အားအနေနဲ့ကတော့ကိုယ်အိမ်မှာရှိသောအိတ်အဟောင်းအိတ်အမဲစသည်အားဖြင့်အဲ့လိုဟာမျိုးတွေမှာငှက်တန်နေခံဆိုပြီးတော့စာနယ်ရေးဒါမှမဟုတ်ပါဇက်နဲ့ပြောပြီးတော့အမိုက်ပုံအဲ့တော့အဲ့လိုအမိုက်ပုံအဲ့လိုဟာမျိုးတွေကိုထည့်လိုက်ပါအဲ့ဒီချိန်ကနေစတင်ပြီးတော့ဂျာတာတွေသားသမီးရောက်တိုင်းရောက်တိုင်းအားလုံးစိတ်ညစ်စရာပူပင်တော့ကအခက်အခဲဟူသမျှအားလုံးပြေလည်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်းကျွန်တော်ရဲ့တပတ်စာပေးတင်ကိုဒီမှာပဲညီကုန်းချုပ်ပြရစီ ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39299380398ပဲဖြစ်ပါတယ်ဗျ။အဲ့ဒီဖုန်းကိုဆက်ပြီးတော့နေ့လယ်7:00နာရီကနေ7:00နာရီပြည့်ကိုဖုန်းဆက်ပါနာမည်စာရင်းပေးပါညနေ3:00နာရီထိကိုတူဦးချင်းစီကိုပြန်လည်ဟောကြားပေးလျက်ရှိပါတယ်။ကျွန်တော်ကျော်စင်ဟိတ်ဖန်ပဲဖြစ်ပါတယ်။အားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေ။တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။တောက်ကြသားသမီးတွေအတွက်16ရက်10လ2025မှာ22ရက်10လ2025ထိပဲဖြစ်ပါတယ်။ တောက်ကြသားသမီးတွေရင်ထဲမှာဘဝနောင်ရေးအတွက်ပင်ပန်းမှာအခက်ခဲမှာကြမ်းတမ်းမှာအဲ့တော့အစစအရာအခက်ခဲတွေကိုငါကြော်လွှားအောင်ငါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကိုရင်ထဲမှာစဉ်းစားတွေးတော့နေတယ်။မျောလဲတောင်းတရည်ရွယ်ချက်ကပေးစရာရှိတဲ့ငွေကြေးရစရာရှိတဲ့ငွေကြေးတွေပြည်လဲဖို့ရရှိဖို့အဲ့တော့စာချုပ်စာတမ်းစာရွက်စာတမ်းနဲ့ပတ်သက်ပြီးအကောင်းဆုံးအလိန်ညာမခံရဘဲနဲ့အကောင်းဆုံးနေဖြစ်ဖို့ကိုဒါကိုရင်ထဲမှာမျောလဲတောင်းတနေပါလေ။ မမျော်လင့်မဲနဲ့ဘလို့ဟာမို့ကြုံမလဲကိုချစ်ရတဲ့သူတွေအတွက်ကိုမြစ်တာထားရတဲ့သူတွေအတွက်မချင်မချမ်းဖြစ်တာဒေါသထွက်တာဝမ်းနေတာစိတ်တိကြိုက်တာအဲ့လိုဟာမျိုးတွေကြုံတွေ့နိုင်တယ်ဒီကာလအတွင်းမှာကိုချစ်ရတဲ့သူတွေကကိုကိုဒုက္ခပေးတဲ့အတွက်ကြောင့်စိတ်ညစ်စရာတွေလာတတ်တယ်လို့ပြထားပါတယ်နောက်ထပ်စိတ်ညစ်စရာတွေဘာတွေရှိသေးလဲဆိုကိုယ့်ရဲ့မျောလင်းချက်ရွယ်ချက်တွေရင်းရင်တိမ်းဆောင်လွဲချော်သွားတဲ့အတွက်ကြောင့်စိတ်ညစ်ပူပန်မှုတွေဖြစ်ပေါ်လာတတ်တယ်မျောလင်းချက်တွေအလဟတဖြစ်သွားတဲ့ဆိုတဲ့အတွက်ကြောင့် စိတ်ညစ်ရတာမျိုးကြုံတွေ့နိုင်တယ်ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်ဆာတာမှာဆိုလို့ရှိရင်တော့ဘေးပတ်ဝန်းကျင်ကြောင့်အဆင်မပြေမှုတွေကြုံမယ်ဘေးပတ်ဝန်းကျင်ကကိုယ့်ကိုသဘုတ်လေလွင့်ပြောတဲ့အတွက်ကြောင့်စိတ်ညစ်ရမယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့အိမ်နီးနားပတ်ဝန်းကျင်စသည့်အပြင်အဲ့ဒီလိုဟာမျိုးတွေမှာ ၃ဦးလောက်ကပေါင်းပြီးမကောင်းကြံတာ၃ဦးလောက်ကဒုက္ခပေးတာအဲ့ဒါလိုဟာမျိုးတွေဒါငယ်ရွယ်တဲ့သူတွေမှာကြုံတွေ့နိုင်တယ်အခြေရေးတွေနဲ့ပတ်သက်လို့ရှင်လဲတပုတ်လေလွင့်အပြောခံရတာအဆွဆွဲခံရတာဒီကာလအတွင်းမှာတောက်ကြသားသမီးတွေဖြစ်ပေါ်ဝတတ်ပါတယ်အိမ်အောင်ရှင်တောက်ကြသားသမီးတွေကန်စတာမှာဆိုလို့ရှင်တော့လူနေမှုအဆင့်တန်းမြင်မားမယ်အိမ်နီးနားချင်းနဲ့တော့အဆင်မပြေမှု မတည့်တာမတင့်မြတ်တာမခေါ်မပြောနိုင်လောက်အောင်ကို့အပေါ်မနာလိုတာမုန်းတီးတာကြည့်မရတာအဲ့ဒါလိုဟာမျိုးတွေပဲကြုံတွေ့ရတတ်တယ်ဗျာ အဲ့တော့သူတို့ကြည့်မရလေးလေးသူတို့ကိုယ်ကိုမကျင်တတ်လေးလေးမုန်းလေးလေးကိုယ်မှာစီးပွားတက်လေးလေးဆိုတဲ့ဟာမျိုး ဖြစ်ပေါ်တတ်တတ်ပါတယ်အဓိကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ပြေးလဲရင်ပြီးတာပါပဲကဲအဲ့တော့ကန်စားတာအနေနဲ့ကတော့ဒီကာလအတွင်းမှာကံကောင်းပြီးကောင်းခြင်းဆိုတဲ့ပုံစံမျိုးကြုံမယ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကြောင့်ငွေကြီးလုံးကြီးခဲကြီးများများဆဆပိုင်ဆိုင်ရရှိစုဆောင်းမိတာမျိုးကြုံပါလိမ့်မယ်ဒီဝဒနာပါတို့ဒီထိုးခြင်းနဲ့တောက်ကြသားမိများဖို့ကတော့အလူမန်းတဲ့ သို့မဟုတ်စားတော့ဆိုင်ခုံလေနာအဲ့လိုနေရာမျိုးနားမှာရှားကြည့်ပါအလူမန်းတက်အနီးနားမှာပဲဖြစ်ဖြစ်စားတော့ဆိုင်ခုံလေနာမှာပဲဖြစ်ဖြစ်အဲ့ဒီနားမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍတစုံတရားတွေ့သွားပါလိမ့်မယ်ကဲညံ့နာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့လောင်ထားသောတရဝအချင်းချသာသောတရဝများကိုဘေးမဲ့လွတ်ချင်းအားဖြင့်ငားလွတ်လို့ရတယ်ငှက်လွတ်လို့ရတယ်လိမ့်လွတ်လို့ရတယ်စသည်အားဖြင့် 阿个路项目路北京阿片一年内阿龙比表高毛多把人民币，原因到家大米面段特别少，本地地妈被提供做比亚钱，只要一碰那白家罗，当年阿群黑阿阿都些些，都阿些白批把的别。阿里朋友实在哪样呢？实在哪一对我朋友们南面先比买，一年内多那一梯都已经是个变来好价比了，喜欢的出来叫我表家人，到家大米腰段腰段价码轻了，如果生那比话把子一路生那比面大补把的别，阿龙啥啥也先比价把子，只要交钱很快话。 အခုဆက်လက်ပြီးတော့စနေသားသမီးများအတွက်စနေသားသမီးတွေအတွက်16ရက်10လ2025မှ22ရက်10လ2025ထိပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယင်ထဲမှာမိသားစုအကုန်လုံးအဆင်ပြေဖို့တင်းတင်းမြင့်မြတ်ဖြစ်ဖို့အဲ့တော့စီးပွားရေးတွေတိုင်တိုင်မင်မင်နဲ့ညီညီနိုင်နိုင်လုပ်ဖို့ဂိုင်းဖို့အောင်မြင်အောင်ကြိုးစားဖို့ကိုအခုယင်ထဲမှာစဉ်းစားတွေးတော့နေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကစနေသားသမီးတွေမှာချိုချမ်းမဲ၊ချွေးတာမဲ၊စူဆောင်းမဲ၊ အလုံးနဲ့လက်နဲ့မပြတ်အောင်လှုပ်ကင်မယ်ဆိုတဲ့အတွေးတွေကြောင့်ကို့မှာအဲ့ဒီရည်ရွယ်ချက်တွေကြောင့်အောင်မြင်အောင်လုပ်မယ်ဆိုတဲ့အတွေးတွေနဲ့ရှေ့ဆက်ဖို့ကိုမျှော်လင့်တောင်းတနေပါတယ်ကိုယ့်ရဲ့စိတ်ထဲမှာလည်းမိခင်စိတ်သူတော်ကောင်းစိတ်အဲ့လိုဟာမျိုးအတွေးတွေကြောင့်လည်းအောင်မြင်အောင်လုပ်ဖို့ကကို့အတွက်အားတစ်ခုဖြစ်လာတာမျိုးဖြစ်ပေါ်တတ်ပါတယ်မမျှော်လင့်မဲ့ဘယ်လိုအောင်မို့ကြုံမလဲအောင်မြင်ဖို့အတွက်အေးချမ်းဖို့အတွက် နေရာကောင်း ပတ်ဝန်းကျင်ကောင်းမှနေထိုင်ဖို့ရက်တီဖို့အလုပ်လုပ်ဖို့စီးပွားရှာဖို့အဲ့လိုဟာမျိုးလေးတွေဘယ်ကနေဘလို့စလုပ်ရင်ကောင်းမလဲဆိုပြီးတော့အဲ့ဒီအတွေ့တွေဝင်လာတတ်တယ်ဆုံးဖြတ်ရတာမျိုးကြုံတွေ့ရတတ်တယ်ကဲအဲ့တော့စိတ်ညစ်စရာအနေနဲ့ကတော့ကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့အတွက်ပဲကိုယ်မှာစိတ်ညစ်နေရတတ်တယ်ကိုယ့်ကိုယ်ကိုစိတ်တိုင်းမကြဘူးငါကြိုးစားတာဒီငါ့ကိုယ်ငါအားမလို့အားမရဖြစ်တယ်အဲ့ဒီအတွက်ကြောင့်စိတ်အယမ်းညစ်နေရတတ်တယ်မကြခင်မှာ အတန်လေးတတန်ပဲဖြစ်ဖြစ်စာကြောင်းလေးတကြောင်းပဲဖြစ်ဖြစ်အဲ့ဒီစကားတန်လေးအဲ့ဒီစာကြောင်းလေးကကိုယ်ကိုအောင်မြင်မှုမိမောင်းထိုးပြလိုက်သလိုကိုညံလင်းပွင့်သွားမယ်လို့ပြထားပါတယ်ငယ်ရွယ်တဲ့စနေသားသမီးတွေကန်စာတာမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်စရာတွေကြုံတွေ့ရတတ်တယ်အဲ့တော့စိတ်ပင်ပန်းလူပင်ပန်းကြုံပြီးတော့အောင်မြင်မှုရပါလိမ့်မယ်အဲ့တော့စိတ်ပင်ပန်းလူပင်ပန်းမကြုံမဲနဲ့တော့အောင်မြင်မှုမရနိုင်ဘူးအခက်ခဲမကြော်လွားနိုင်ဘူးလို့ပြထားတယ် အခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်းကိုမျောလင့်သလိုမျိုးကိုတွေ့တာသလိုမျိုးကို့အပေါ်တန်ရောစင်မတွေ့တာတဲ့ပုံစံမျိုးတွေနဲ့ဂျုံတွေ့နိုင်ပါသေးတယ်ဗျာအိမ်အောင်ရှင်စနေသားသမီးတွေကန်စတာမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ခက်စိမ့်စိမ့်လေးဖြစ်နေတတ်တဲ့အပြင်အိမ်နီးနားချင်းပတ်ဝန်းကျင်ကြောင့်အဆင်မပြေမှုဂျုံတွေ့ရတတ်တယ်အဲ့တော့ ကိုယ့်ရဲ့အိမ်တော်ဘက်ကစိတ်နေသဘောထားကိုအလိုမကျစိတ်တဲမကျတဲ့အတွက်ကြောင့်ဒီကာလအတွင်းမှာဘသူ့ကိုမှလည်းပြောလို့မရကိုတယောက်တည်းပဲစိတ်ညင်နေရတာမျိုးဖြစ်ပေါ်တတ်ပါတယ်ဓိဝသနာပါလို့ထီထိုးခြင်းနဲ့စနေသားသမီးများဖို့ကတော့အုတ်ထုတ်တွေရဲ့အနီးနားမှာရှားကြည့်ပါကဲညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ငှက်စာကျွေးခြင်း ကျက်စာကျွေးခြင်းကိုစာကျွေးခြင်းအဲ့တော့အတောင်ပံပါသောသတ္တဝါတွေကိုအစာကျွေးခြင်းအပြင်အညံ့တွေအလုံးပြည့်ပြောက်ကောင်းမွန်ပြီးတိတိတတ်တလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့စနေသားမီးများအတွက်တပတ်စာပေးတယ်ဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39299380358ပဲဖြစ်ပါသေးတယ်ဗျာအဲ့ဒီဖုန်းကိုဆက်ပြီးတော့နံပါတ်စင်းပေးလို့ရပါတယ်7နာရီရနဲ့7နာရီတွင်းကိုနံပါတ်စင်းပေးဖို့ဖုံးဆက်မယ်ညနေ3:00အထိအောင်တူးချင်းစီကိုပြန်လဲဟောကြားပေးလျက်ရှိပါတယ် ားလုံးအဆက်ဆက်ရအဆင်ပြေကြပါစေကျွန်တော်ကျော်စင်ဟိခံပါ